လာမယ့်စီးကိန်းပြိုင်ပွဲမှာမြန်မာအမျိုးသမီးအသင်းမှပါဝင်ကစားဝင်ရရှိဖို့ရေးចောင်းကိစ္စတွေညှိနှိုင်းစရာရှိတာတွေကိုပြန်လည်ပြုလုပ်နေတယ်လို့မေထလူကတော့အတည်ပြုပြောကြားလာခဲ့ပြီးဖြစ်ပါတယ်။မေထလူကတော့မြန်မာလေပြည်စင်မျိုးသမီးအသင်းရဲ့တိုက်စစ်မှုတူဦးဖြစ်တယ်လို့မျိုးသမီးအသင်းပြိုင်သက်တွေရဲ့အားပေးမှုမြောက်များစွာကိုရရှိထားတဲ့မျိုးသမီးသားမတူလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာမေထလူကအမေရိကန်မှာပြန်ပြီးတော့ចောင်းကိစ္စတွေပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိမြင်ကွင်းမှာတော့ပြည်သက်တွေရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိထားတယ်ဒါမှနီးပြားချုပ် Yuki Tetsuro နဲ့ကလည်းအဆင်ပြေမှုရှိတယ်ဒါမှသူမြန်မာလေးသည်မြို့သမီးအသင်းရဲ့ကစားကွက်မှာအံဝင်နေတဲ့မေထက်လူအတွက်ကတော့သူ့အနေနဲ့လာမယ့်စီးကင်းပြိုင်ပွဲမှာဝင်ရောက်ကစားနိုင်မှုပြည်သက်အတွက်ပေးဆက်ကစားနိုင်မှုဆရာထက်သန်နေကြောင်းကြားသိရတာပါဒီတည်းကအင်မတန်စိတ်ဝင်စားစရာကောင်းပါလေမိထက်လူလူသားမမျိုးဟာမြမလေးသိမျိုးသမီးရဲ့အသိဉာဏ်ကစားကွက်မှာအဝင်မှုရှိတဲ့ဆိုတာကိုလည်းသူပေါ်ထွက်ခွင့်ရတဲ့အချိန်နှိုင်းငယ်အတွင်းမှာကျွန်တော်တို့မြင်တွေ့နိုင်ပါလေ ပြီးခဲ့တဲ့ ISP မြန်မာအသင်းအာရှချန်ပီယံလိဝင်ခွင့်ရရှိသွားတဲ့ပွဲစဉ်တချို့မှာလည်းမေထက်လူရဲ့ခြေသွမ်းခြေစားချို့ကိုလည်းမြင်တွေ့နိုင်ခဲ့ပါတယ်။ မိထက်လူရဲ့ကစားမှုကတော့ရှင်းပါတယ်တိုက်စစ်မှုစစ်စစ်မဟုတ်တော့နောက်ချန်တိုက်စစ်မှုနေရာမှာအဓိကထားကစားတဲ့သူ့ရဲ့ပိုင်ပိုင်နိုင်နိုင်ကစားကွက်ကိုပုံဖော်မြင်တွေ့ရပါတယ်ဘောလုံးခင်းကြီးနေတည်တတ်တယ်ဖန်နီးနိုင်မှုစွန့်ရည်တွေကောင်းတယ်အဝေးကစ်တွေပုံမှုကောင်းမွန်တဲ့မြင်ငွင်းကိုမြင်တွေ့ရပါတယ်တိုက်စစ်မှုတယောက်မှရှီသိမ့်ရှိတိုက်တဲ့စွမ်းဆောင်ရည်တွေပြသနိုင်တဲ့မိထက်လူကတော့လက်ရှိချိန်မှာမြန်မာလူမျိုးသမီးအသင်းရဲ့တိုက်စစ်နေရာကိုတာဝန်ယူရမယ်မျိုးသမီးအသင်းတိုက်စစ်မှုတူလေးဖြစ်ပါတယ် ဒါကြောင့်မေထက်လူအနေနဲ့လာမယ့်စီးကိန်းပြိုင်ပွဲမှာပူးပေါင်းဝင်ရရှိနိုင်မှုမြန်မာနိုင်ငံအသင်းတို့အကောင်းဆုံးပေးဆက်နိုင်မှုသူပကလှုပ်ရှားရှိတာတွေကိုလက်ရှိအချိန်ကစပြီးတော့အကောင်းဆုံးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ကြားရတာဟာအင်မတန်ဝမ်းသာခြင်းနဲ့စရာကောင်းနေတာလည်းဖြစ်ပါတယ်။မေထက်လူနဲ့ပတ်သက်ပြီးတော့မေထက်လူကိုအားပေးတဲ့ပြည်သက်ချုပ်ကအခုလိုမျိုးပြန်လည်ဖြေချလာခဲ့ပါတယ်။ မေတ္တလူအားမြန်မာလင်ဝင်းစိမျိုးသမီးအသင်းတို့ကတကယ်ကိုအရေးပါအရာရောက်တဲ့ကစားမတူပဲဖြစ်ပါလေ။နီးပြားကျဝဲစနစ်မှာအံမွေမှုဆိုပြီးတော့အတုံးမပြူတဲ့ပွဲစဉ်တော်တော်များများကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဟာမေတ္တလူကိုအားပေးတဲ့ပရိသတ်တွေဖြစ်နေတယ်။မြန်မာလင်ဝင်းစိမျိုးသမီးအသင်းကိုအားပေးတဲ့ပရိသတ်တွေဖြစ်နေတဲ့တော့မဖြစ်မနေမေတ္တလူသာပါဝင်မယ်ဆိုရင်တော့အတိုင်းမသိဝမ်းသာမိမှာပါ။ကိုင်းနေဒီလာရောက်အားပေးသွားမှာဖြစ်ပြီးတော့ဘလို့ပုံစံပဲဖြစ်နေပါသေးမေထက်လူရဲ့ကစားပုံကစားပေါက်ကိုကျွန်တော်တို့အားလုံးနှစ်သက်သက်ဆိုပြီးတော့တုံးသက်ခဲ့ပါတယ် ပြည်သက်ချုပ်ကလည်းနီပါချုပ်ယူကီတက်ဆူရိုကတော့သူ့ရဲ့ system အကောင်းဆုံးလှုပ်ဆောင်နိုင်မှုလိုအပ်တဲ့လူတွေကိုရွေးချယ်ပြီးတော့အသုံးပြုနေတာမြင်တွေ့ရပါတယ်။ကျွန်တော်အားလုံးမေထက်လူပါဝင်မယ်လို့မျှော်လင့်ထားပါတယ်။လာမယ့်စီးကိန်းပြိုင်ပွဲမှာမေထက်လူအပါအဝင်အခြားအခြားသောမြန်မာလူပြည်သည်မြို့သမီးရဲ့အသိကစားမလေးတွေကိုအားပေးဖို့ဆင်းရဲဖြစ်နေပြီးဆိုပြီးတော့လည်းပြောကြားလာခဲ့ပါတယ်။နီပါကျယူကီတက်ဆူရိုကတော့မေထက်လူပါဝင်လာမယ်လို့အတည်ပြုထားပေမဲ့လက်ရှိအချိန်ထိတော့သတင်းတွေဟာမမှန်ကန်ခြင်းမရှိသေးဘဲနဲ့မေထက်လူရဲ့ဆုံးဖြတ်ချက်ကသာအဓိကဖြစ်နေတာဖြစ်ပါတယ် လက်ရှိမြင်ငွေးမှာတော့မေတ္တလိုကသူ့အနေနဲ့မြန်မာလင်မင်းသိမျိုးသမီးအတင်းတို့အကောင်းဆုံးပေးဆက်စားနိုင်မှုចောင်းကိစ္စတွေကိုအစွမ်းကုန်ညှိနှိုင်းနေပြီဖြစ်ပါတယ်။ဒါကြောင့်ပြိဿတွေမျောလင့်ထားသလိုမျိုးပဲလာမယ့်စီးကိန်းမျိုးသမီးပြိုင်ပွဲမှာမေတ္တလိုပါဝင်လာဖို့ရာဂိုင်နှုံးကတော့များနေပါတယ်။ဒါကြောင့်မြန်မာလင်မင်းသိမျိုးသမီးအတင်းကိုအားပေးမဲ့ပြိဿတွေအတွက်ကတော့တကယ်ကိုသတင်းကောင်းတစ်ခုလို့ပြောရမှာဖြစ်ပြီးတော့မေတ္တလူသားပြန်လဲပါဝင်လာခဲ့မယ်ဆိုရင်တော့မြန်မာလင်မင်းသိမျိုးသမီးအတင်းရဲ့လူစင်းဟာပုံမတောင်တင်းလာမှာလည်းဖြစ်ပါတယ်။ မီတလူနေနဲ့လာမဲ့စီးကိန်းပြိုင်ပွဲမှာပရိသတ်တွေမျောလင့်ထားတယ်လို့မျိုးပဲပြန်လဲပါဝင်လာပြီးတော့မြန်မာလေပြည်သည့်မြို့သမီးအသေးနဲ့တူရွှေစိမ့်စုကြီးစုခုတွားနိုင်ပါသေးကြောင်းလဲစုမုံအောင်တောင်းပေးလိုက်ချင်ပါတယ်